မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့စစ်တပ်စခန်း6ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်ကဒုတက်ရင်းမှုအပါအဝင်စစ်သားအယောက်20ကျော်တေဆုံးပြီးတော့လက်နက်30ကျော်နဲ့ခဲယမ်းများစစ်အုံဆောင်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ28ရက်နေ့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျွန်းကုန်းရင်းတိုက်ကုန်းတောင်စုရံမျိုးအောင်တမခေါ်ကြီးရွာများအပါအဝင်နောင်ကုန်းတရားတို့မှာအထိုင်ချတဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းများကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေကိုကဲမှုအောက်မှာရှိတဲ့တပ်များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကဒပြိုင်နက်ထဲတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ကဒုတက်ရင်းမှုအပါအဝင်စစ်သားအယောက်20ကျော်တေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိကာစုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလက်နက်ကြီးလ လက်နိုင်ငံမျိုးစုံ30ကျော်နဲ့ခရမ်းများစစ်တုံးဆောင်ပစ္စည်းအများအများကိုလည်းပိတ်ဆည်းရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုဗျူဟာ24 25အမှတ်83333တက်ရင်အလာဝကစစ်ကြောင်းအမှတ်3933တက်ရင်နဂနီစစ်ကြောင်းရန်ကုန်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့3 AOD အမှတ်3တက်ရင်အမှတ်3032တက်ရင် အထူးကွန်မန်ဒိုတက်ရင် Spring Warrior Column အမှတ်၁၈35 Drone အထုတပ်ဖွဲ့ဘူဟာ25 26 Drone တပ်ဖွဲ့ Thailand နဲ့ Jeet တပ်ဖွဲ့နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်း၈တိုင်ရင်း၉တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်ကြောင်လူနေထိုင်ရာမသင့်တော်ဘဲနဲ့အကွဲနေတဲ့အင်အားများမှာစစ်ကောင်စီကပြန်လည်ပြီးတော့နေထိုင်ခိုင်းနေတဲ့အတွက် ဝင်နှမ်းများဟာထိတ်လန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်စစ်ကောင်စီနယ်မြေမှာဝင်နှမ်းအင်ယာပေါင်း၄000ကျော်ရှိတဲ့တဲကအင်အားပြည့်နဲ့ငလျင်ကြောင့်ထောက်ဝက်ခန့်ပြက်စီးသွားပြီးတော့ကျန်တဲ့အဆောက်အဦများဟာလည်းလူနေထိုင်ရန်အန္တရာယ်ရှိတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။အဲ့ဒီအဆောက်အဦများထဲမှာအရက်ဘက်ဝင်နှမ်းများကိုပြန်လည်နေထိုင်ခိုင်းနေပြီးတော့စိုးစိုးဝါးဝါးပြက်စီးသွားတဲ့အဆောက်အဦများမှာလည်းမူလနေထိုင်ခဲ့တဲ့သူတွေကို တင့်တော်တဲ့နေရာထိုင်ခင်းများကိုလည်းစီစဉ်ပေးထားမှုမရှိဘူးလို့သိရပါဗျ။စေယုံကျုပ်ထဲမှာလည်းအပြည့်စည်တွေတော်တော်များတယ်။လိုင်းငန်းအဆောက်အဦတွေအကုန်လုံးမြေကြီးထဲကိုရောက်ကုန်တယ်။အကုန်လုံးနှိပါကတော့အဝတ်တထဲကိုတခုပဲကြံခဲ့တာပါ။ဝန်ထမ်းအင်အားတွေတော်တော်များများကအောက်ခြေတွေစောင်းပြီးတော့မြေကြီးထဲကိုအကုန်နှိဝင်ကုန်တာ မိုးရွာတော့မြေနူးပြီးတော့ပြိုကျမဲ့အန်ဒီယယ်ကိုစိုးရိမ်နေရတယ်လို့နေပြီးတော့ရုံးကဝန်ထမ်းတို့ကရှင်းပြထားပါတယ်။ငလျင်ကြောက်ပြက်စီးခဲ့တဲ့ဝင်ကြီးဌာနရုံးများကိုလည်းယာယီရုံးများဖွက်လှစ်ပြီးတော့ရုံးလုပ်ငန်းများလဲပတ်နိုင်ရန်စစ်ကောင်စီကစ조사နေတယ်လို့သိရပါတယ်။ငလျင်တန်းကြောင်ယာယီကယ်ဆယ်ရေးစခန်း135ခုဖွင့်လှစ်ထားပြီးတော့အဲ့ဒီနေရာများမှာပြောင်းရွှေ့နေထိုင်သူ 48656ဦးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ35239ဦးနဲ့ငလျင်တန်တဲ့နေရာများမှာဆက်လက်ပြီးတော့နေထိုင်နေတဲ့သူ42311ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားများကဝန်ထမ်းများကိုစစ်ကောင်စီကအပြာရောင်အဆင့်တတ်မှတ်ထားတဲ့အဆောက်အဦများမှာပြန်လည်နေထိုင်ခိုင်းနေတဲ့အတွက်နောက်ဆက်တွဲငလျင်ငယ်များကြောင့်နေထိုင်သူတွေဟာစိုးရိမ်ပူပန်နေရတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းထံကသိရပါတယ်။ စစ်ကောင်စီကနေပြည်တော်မှာစစ်ဘက်ရေးရနဲ့ဌာနဆိုင်ရာအဆောက်အဦများသုံးမရတော့အောင်ပျက်စီးသွားခဲ့တော့လေဝန်ထမ်းများကိုရုံးမတက်မနေရတက်ရမယ်ဆိုပြီးတော့ညွှန်ကြားထားပြီးတချို့ရုံးဝန်ထမ်းများကိုတော့အလဲကျရုံးတက်ရတဲ့စနစ်ကိုစီမံထားတယ်လို့ဝန်ထမ်းများထံကသိရပါဗျ။နေပြည်တော်မှာပြိုကျပျက်စီးနေတဲ့အဆောက်အဦများကိုယနေ့အထိတိုင်အောင်အပိတ်သက်ဖယ်ရှားနိုင်ခြင်းမရှိသေးပဲ။ အစာအုပ်ထဲမှာပိတ်မိပြီးတော့တိတ်ဆုံးနေတဲ့သူတွေကိုလည်းထောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့မေလတရက်နေ့အထိကောက်ယူထားတဲ့စည်ရင်းများအရာငလျင်တန်ကျောက်တိတ်ဆုံးသူ3835ဦးရှိပြီးတော့ဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ105ဦးရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရုရှားနိုင်ငံယင်းပြည်နီအောင်ပွဲကိုတက်ရောက်မှာဖြစ်ပြီးတော့မကြသေးမီကမှအပြည့်ပြတ်ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့တွားရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာ Russian Federation နိုင်ငံမြို့တော်မော်စကိုယင်းပြည်နီမှာကျင်းပပြုလုပ်မယ်။1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှန်စစ်ရေးပြအခမ်းအနားကိုတက်ရောက်မှာဖြစ်တယ်လို့သိရပါဗါတယ်။မေလ6ရက်နေ့မှာတပ်ချုပ်က Russia ကိုတွားပါမယ်။ MAI Airbus လေးရင်နဲ့ပဲသွားမယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောပြထားပါဗျ။ရုရှားနိုင်ငံမော်စကိုမြို့ရင်းပြင်နီမှာမေလ9ရက်နေ့မှာကျင်းပမယ်1942 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းမှတ်စီရေးပြအခမ်းအနားမှာမြန်မာစစ်တပ်ကပါဝင်ခြေတက်မှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပြီးတော့အဲ့ဒီစီရေးပြအခမ်းအနားကိုတက်ရောက်ရန်မြန်မာစစ်တပ်ကိုစားပြုစီရေးပြအဖွဲ့ဟာဧပြီလ23ရက်နေ့နေ့လယ်ပိုင်းမှာရုရှားနိုင်ငံကိုထွက်ခွာသွားတယ်လို့သိရပါဗျ။ အဲ့ဒီစည်ရေးပြချီတက်အခမ်းအနားကိုစစ်ကောင်စီကိုစားပြုစည်ရေးပြအဖွဲ့ဗိုလ်မှူးချုပ်မျိုးဆက်အောင်ကဥဆောင်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်က၎င်းရဲ့ပြည်ပခီးစဉ်များအတွက်ငားရမ်းပြီးတော့အသုံးပြုနေတယ် Airbus လေယာဉ်အမျိုးအစား A319115 MSN 5193လေယာဉ် XYALK ကိုဖေဖော်ဝါရီလအတွင်းမှာအပိပြတ်ဝယ်ယူခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄င်းစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့နယ်အနောက်ပိုင်းကလူနေရပ်ကွက်ဖြစ်တဲ့ကသဲရပ်ကွက်ထဲကိုစစ်ကောင်စီကလေရင်နဲ့ဘုံးကျဲချတဲ့အတွာပြည်သူများထိခိုက်သေးဆုံးမှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ3ရက်နေ့မနက်9:00မိနစ်အချိန်မှာစစ်ကောင်စီရဲ့တိုက်လေရင်က မိုးကုန်းမြို့နယ်အနောက်ပိုင်းမှာရှိတဲ့ပြည်သူများနေထိုင်တဲ့ကတဲ့ရက်ွက်အထဲကိုလေရင်နဲ့ဘုံများကျဲချခဲ့ရာလူနေရက်ွက်အတွင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးပြည်သူများထိခိုက်ဒေဆုံးမှုရှိတယ်လို့သိရပါဗါဒကတဲ့နောက်ကျောင်းကိုဘုံကျဲသွားတာလူထိခိုက်ဒေဆုံးမှုရှိတယ်လို့ကြားတယ် အခုမှကျဲသွားတာဆိုတော့တွားကြည့်နေကြတော့မယ်အခြေအနေကတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မိုးကုံမျိုးက PDF သတင်းအင်းမြစ်ကတော့စစ်တပ်ကဘုံကျဲချထားတဲ့နေရာကလူနေအိမ်တွေများပါတယ်မူဂျိုချောင်းရှိတယ် CB ဘန်ရှိတယ်ဈေးလည်းရှိပါတယ်အခုကြားရတာကတော့ဘုံစားမှန်ပြီးတော့ပယံဆရာတအူးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ရှင်းပြထားပါတယ်စစ်ကောင်စီကမနေ့ကညပိုင်းကလည်း မိုးကုတ်မြို့နယ်အရှေ့ပိုင်းနဲ့နောက်ပိုင်းတို့ကိုတိုက်လေရင်နဲ့ဘုံများချဲချခဲ့တော့လေပြည်သူတွေတော့ထိခိုက်သေးဆုံးမှုမရှိဘဲအဆောက်အုံတချို့သာပျက်စီးခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီက AP လ28ရက်နေ့နဲ့29ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုနဲ့ပြုတ်လုတဲ့ DNL နဲ့ငင်းချမ်းရေးဆွေးနွေးပွဲပြတ်ပြားခဲ့ပြီးတဲ့နောက်မနေ့ကညပိုင်းကနေဒီကနေ့မနက်ပိုင်းအထိလေကြောင်းတိုက်ခိုက်မှုများကိုတောက်လျှောက်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသခွားသီးတင်တဲ့ကားတွေပေါ်မှာပုံအောင်လိုက်ပါလာတဲ့မြန်မာနိုင်ငံသား၄ဦးအပါအဝင်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအယောက်၃၀ကျော်ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလာတရနေ့မှာမဲဆောက်ကနေပြီးတော့ဘန်ကောက်မြို့ကိုသွားရောက်မယ်။သခွားသီးတင်တဲ့ကားကိုဆက်ဆေးရေးဂိတ်မှာရက်တက်ဆက်ဆေးရာမှာကားထဲမှာပုံအောင်လိုက်ပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသား၄ဦးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။အလားတူပဲမေလာတရနေ့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကိုဖြတ်ပြီးတော့ထိုင်းနိုင်ငံအတွင်းကိုခုံးဝင်လာတဲ့မြန်မာနိုင်ငံသား29ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမြန်မာနိုင်ငံသားများဟာတအူးကိုထိုင်းဘက်ငွေ1000ခွင်းနဲ့ ထိုင်းမှာအလုပ်လုပ်ရန်လာကြခြင်းဖြစ်တယ်လို့သိရပါဗျ။တရားမဝင်လူများတင်သွင်းသူထိုင်းနိုင်ငံသားနှစ်ဦးကိုလည်းကားနှစ်စီးနဲ့အတူဖမ်းဆီးထားတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာများဟာမြောက်ဝတီမြို့ကပွဲစားနဲ့ချိတ်ဆက်ပြီးတော့ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွာတရားမဝင်လမ်းကြောင်းများကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်တယ်လို့ထိုင်းအာဏာပိုင်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ